အဲ့ကျွန်တော်ပြောတယ်ပေါင်155လောက်ဆိုရင်ကျွန်တော်ပြောလို့လက်ရှိပေါ်တဲ့ GB1 နေထိုးလို့ရတယ်ဒါပေမဲ့လည်းစိတ်ထိုးရဆိုတာကမြဲတမ်းထိုးဖို့မစင်စားသင့်ဘူးเนาะစိတ်ထိုးပြီမလဲကိုယ့်ရဲ့အစားအသောက်နေထိုင်တဲ့ diet ကိုဟိုကယ်လိုရီတွက်ပြီးတော့စားတာမျိုးအဲ့အဲ့ဒါပြောတစ်သက်လုံးလုပ်ရမှာအဲ့တော့ကျွန်တော်ပြောပြနေတာကကျွန်တော်ပြောကျွန်တော်ပြောတဲ့ပုံစံတိုင်းစားတဲ့ပုံစံတိုင်းဒါစားရင်ဝိတ်ကကျမှာပဲအဲ့တိကျတယ်လीဒါရှိမှာအများကြီးပဲဝိတ်ကျသွားတာဒါတွေက ဟိုကျွန်တော်ထင်တာလည်းမဟုတ်ဘူးဒါတွေကဟိုရှေ့ခါပညာရှင်တွေပြောခဲ့တာကိုကျွန်တော်ပြန်ပြီးတော့ဟိုလက်ဆင့်ခံပြီးပြောပြတာပဲရှိတာပေါ့အဲအဲ့လိုမျိုးကျွန်တော် sharing လုပ်ပေးတာပေါ့နော်ဒါကကျွန်တော်စိတ်ကူးတဲ့ဆံမလို့အဲကျွန်တော်ကကြတော့ကွာနေရာဆိုသွားတယ်လူနိုင်တဲ့စကားပြောတယ်ဒါတော့ဝိကြသွားတယ်လည်းမေးတယ်ပြောပိန်နေတယ်လို့ကျွန်တော်က interview တယ်ပေါ့နော်သူတို့ဘလို့စားတာတောက်တာဘလို့နေတာထိုင်တာကိုကွာမေးတယ်နားထောင်တဲ့ခါကျတော့အော်သူတို့ကမှန်တယ်ငါလုပ်တာမှားနေတာအဲကိုကိုကိုလည်းကွာပြန်သုံးသက်တာပေါ့နော် အဲ့ကျွန်တော်ဒီခန္ဓာကိုပဲလေဒီ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 အင်္ဂါတွေပဲဒီသဲတွေအစုပ်တွေနှလုံးတွေပဲရှိတာဟုတ်ဆရာဝန်ဆိုလည်းလူပဲအဲ့တော့ကိုစားနေတာကွာမားနေတယ်ပြီးတော့စားလည်းပြန်ဖတ်တယ်ဟောနေလာကြည့်တဲ့ခါကျတော့ဩဟုတ်တယ်ဟာတကယ်ပိန်သွားတဲ့သူတွေကဒီလိုလှုပ်လို့ပိန်တာသူကတစ်ခါစားပြီးမစားတော့ကြာရင်နေတာပေါ့နော်အဲ့တော့ပြပြတာကွာကျွန်တော်ပြောလို့16ရှစ်တို့ဘာလို့မလုံနိုင်ရင်တော့မှာ မနက်စီကျူသမားတွေပို့ဆိုတယ်။အာမနက်ဆိုရန်စားတယ်။ဆရာ first time မလုံနိုင်ဘူးတဲ့။ intermittent fasting ပို့ဆက်ဆောက်ချက်လုံးဆရာမလုပ်ဘူး။အဓိကအစာစားပြီးရင်6နိုင်လောက်ချလိုက်။အဲ့လိုလူကြီးကျွန်တော်ဘယ်လိုကြံပေးလဲဆိုတော့7နိုင်စားတစ်ခါစားပြီးရင်ဘာမှမစားပါနဲ့။ဂျားထဲမှာရင်နဲ့ coffee ကြမ်းမဲ့တောက်။ coffee ဆိုလည်းတရနှစ်ခွက်လောက်တော့တောက်ပေါ့ကွာ။အသေးသမား၃ခွက်တောက်လို့ရတယ်ကွာ။ကျွန်တော်ပြောတာအသေးနည်းနည်းပြန်ကောင်းနေတယ်ဆိုရင် black coffee ပဲပြန်တောက်။၃ခွက်တောက်လို့ရလို့အမေရိကန်က ASD အသေးခွက်ရပြောထားပြီးစား။ ျွန်တော်ကတော့ coffee ကြိုက်လို့၃ခွက်နဲ့ပြအောင်၄ခွက်တောက်တာပေါ့။ကျွန်တော်တို့ကတော့ easy ။ကိုက coffee နဲ့ပတ်သက်ပြီးကိုကခံနိုင်သွားလို့ coffee ရဲ့ side effect ကိုခံနိုင်တယ်။ရေနဲ့တောက်ရတယ် coffee မများတောက်ရင်သီးသွားတာ။ electrolyte တွေညော့တာ။ရေချတာ။အဲဒါကြောင့်ရေမများတောက်။ကျွန်တော်ကတော့အဲ့လို multivitamin တွေတောက် mineral ပြန်တောက်ဆိုတော့ပြန်ပြည့်တာပေါ့။အချို့ကစားလေးခတ်တောက်တယ် coffee များတောက်ရင်တော့ကိုက၂ခွက်လောက်ကကိစ္စမရှိဘူး။၃ခွက်လောက်ထိသေးသမားကိစ္စမရှိဘူး။၄ခွက်လောက်၃ခွက်ထပ်တောက်မယ်ဆိုရင်တော့ပိုင်းအောင်စားလေးထည့်ဆိုတော့ထည့်တောက်တာပေါ့။အဲ့ဒါတော့ပိုကောင်းတာပေါ့။ electrolyte တွေပြန်ပြီးတော့ balance ပြန်ဖြစ်တာ။ကျွန်တော်တော့ ရေစုပြားတွေအုပ်တာဟုတ်အုပ်နေတော့ကိုကလည်းကဖြေးနေတာပေါ့ပြန်ဖြေးနေတာပေါ့နော်ဖြေးတက်ဖြေးနေတာအဲ့တော့ပြပြလာအဲ့ဒီပေါ့ဟိုစီရသမားတွေပေါ့နော်မနေ့ဆိုရင်ရမနေနိုင်ဘူးအစားစားတယ်အဲ့ကြောင့်ကျွန်တော်ကကိုစား individual ဖြစ်သွားတယ်ခုနောက်ပိုင်းစီရကုတယ်ဆိုတာ personal medicine ပဲအဲ့တော့သူနဲ့အဆင်ပြေရတယ်သွားအမြဲတမ်းကျွန်တော်တို့ပြောတယ်ဆိုတာကအကုံတို့ကိုပြောတာပါပြန်ပြချင်းပြောလူတိုင်းလက်ကချင်းမှာခိုင်းပါဒါပေမဲ့ ျွန်တော်ပြောရလို့ပဲ90ရာခိုင်နှုန်းကိုက်တယ်ဆိုရင်ကျွန်တော်တို့ကပြောရမှာဒါမှန်နေတာလေဒီဒီက scientific ကြတယ်သိပ္ပံကြီးလည်းကြတယ်နောက်ဆုံးပေါ်လည်းဖြစ်တယ်လက်ခံလို့ရတယ်ဆိုလက်ခံပါလေစိတ်ပညာဆိုတာအများနဲ့ပြောင်းနေတဲ့ dynamic ပဲကျွန်တော်ပြောလို့ပေါ့ guide line ကလည်းအများနဲ့ပြောင်းနေတယ်တစ်ခါပြောင်းနေတာအဲ့တော့ခုနောက်ပိုင်းပြောလာတာတွေက intermittent fasting တွေကြောင်းပြောလာတယ် calorie deficit တွေကြောင်းပြောလာတယ်ဒါတွေကလုံးဝမှာပဲအစီအစဉ်နဲ့ပတ်သက်ပြီးလုံးဝမှာပဲဒါပေမဲ့စီယိုသမားတွေကကြာတော့မဖြစ်လဲတောက်တဲ့ဆေးတွေကကြာတော့ချို့ချပိုင်ချတဲ့အခါကျတော့မနေနိုင်ဘူးအစားငယ်တောက်လိုက်ပြီဆိုရင်တော့ လိုင်ဝဲလောက်နေဆာဆာမောက်ဖြစ်တာအဲ့လိုလူတွေကြတာဘယ်လိုလုပ်ရလဲဆိုတော့တစ်ခါစားပြီး6နာရီတော့စောင့်ဒီခါအဲ့ကြားထဲမှာကော်ဖီချမ်းလေးတောက်ပေးဘလက်ကော်ဖီတောက်ရင်ဘာပြောအစားထိနိုင်တယ်ကွာအဲအဲ့ဒါကိုပြောချင်တာကျွန်တော်ကအစားထိနိုင်တဲ့ဟာကိုကျွန်တော်ကချပြပေးတာလုံးဝဒုစရိုက်နေတာတကယ်လို့ဘိုက်တာဆိုင်ကျုပ်မြုပ်လေးစားပလိုက်ကျုပ်မြုပ်ကီလိုဘာမှမရှိဘူး55ပဲကီလိုရှိရဝိတက်ဘူးလေကွာအဲ့တော့အကောင်းဆုံးကဘာမှမစားဘဲနဲ့ကော်ဖီရဲတောက်ပြီး7နာရီမှစားတယ်ဆိုရင်တော့လူမျိုးကမှားနေတာ ဆက်နှစ်ရီလို့ပြန်စားအဲ့လိုမစားနဲ့ရှစ်နှစ်ရီကိုသမင်းစားပြီးသွားရင်နှစ်နှစ်မှပြန်စားသမင်းတစ်ပတ်ကစားစီးရသမားဆိုရင်သမင်းရဲ့6ဆုံးပေါ့ကွာခါစားရင်6ဆုံးပေါ့တော်ပြီပေါ့နှစ်နှစ်ဆိုရင်သုံးနှစ်တော့စားလို့မရဘူးအဲဒါကြောင့်မြဲပြောအဲ့လောက်ကြီးသုံးနှစ်စားနေရင်တော့လစ်ပါစိတ်ကုန်နေတယ်ပတ်စံသာရှာတာတော့အဲ့လိုပဲပြောရမှာသမင်းအဲ့လောက်ကြိုက်လို့မရဘူးနှစ်နှစ်ဆိုရင်တော်ပြီဒီခါစား6ဆုံးပေါ့ဒါသာရင်သမားတွေကျွန်တော်ပြောနေတာတွေကလူငယ်တွေမပါဘူးနော်အလိုလုံးကျန်းလုံးတဲ့တွေမပါဘူးအတက်ဖြစ်နေတဲ့တွေအားသမားတွေပြောနေမှာမဟုတ်ဘူး လာလာချင်းသမားတွေကျွန်တော်တို့မျိုးတွေဟာအေးစေးဘာမှလုံးမလုံးဘူးเนาะထိုင်းနေတဲ့လူတွေလင်းချင်းကလည်းမလုံးဖြစ်တဲ့လူတွေပြောတာကျွန်တော်ကအားနေတာကျွန်တော်ကနေကလည်းမအားနေရတယ်လင်းချင်းကလည်းမလုံးနိုင်တော့ကျွန်တော်ကယ်လိုရီရှော့လိုက်တာထားပါပဲဒါပေမဲ့လုံးပါပါကျွန်တော်လင်းချင်းကတော့ပြန်လုံးမရပါလင်းချင်းကမလုံးရင်သူကဘယ်လိုမကောင်းထိုင်းတိုင်းမင်းဖြစ်တယ်လေကျွန်တော်နေလည်းလာကြလည်းမလုံးဘူးဒါပေမဲ့ကြည့်ပြောရှိပြောရှိတယ်ကွာစကားပြောရင်တော့ confidence လောက်ရှိရပြီလေဟိုအရင်ကြီးဝါကြမလုံးဘူးလေနော်ခန္ဓာကိုယ်ကမောမနေဘူးသွေးလုံးလုံးစီးပြုတ်ရှိတော်ပြီလေကျွန်တော်ပြောပြတာအဲ့တော့ 8နာရီစားမယ်2နာရီစားမယ်ည8နာရီကျတော့အသားနဲ့အရွက်နဲ့အပြုတ်ပဲအဲ့တော့3နာပဲစားမယ်ကြည့်ရသမားဆိုရင်အဲ့တော့3နာစားလို့ရတယ်စားနည်းပြပြဒါပေမဲ့အစားတစ်နာရီမှာ6နာရီချားမယ်အနည်းဆုံးမစားမချနိုင်9နာရီတော့စားမယ်အဲ့လိုမှမဟုတ်တော့မရဘူးဟော8နာရီစားမယ်တောင်းခံနိုင်2နာရီမှပြန်စားတယ်အဲ့လိုမရဘူး9နာရီလောက်ပဲနေရဆိုရင်2နာရီစားမယ်ပြီး2နာရီနဲ့9နာရီနဲ့6နာရီစားစားပြန်တော့မစားနဲ့ပေါ့အဲ့လိုနေပေါ့အနည်းဆုံးတော့9နာရီလောက်နေချားလိုက် ောက်ဆက်တော့သူကယ်လိုရီကသူ့သူဘန်းသွားလိမ့်မယ်ခန္ဓာကိုယ်မှာခန္ဓာကိုယ်မှာကျွန်တော်နှိမ့်ရှည်လာမြတ်အစီရစုခန္ဓာဘိုက်မှာလည်းစီတွေပဲပေါင်းနေပါရောအစီတွေခါနေမှာလည်းအဲ့စီတွေဖြုံးနေမယ်ပေါ့သိမလားဒါပဲလေအဲ့တော့စိတ်ထိုးတယ်ဆိုရင်လည်းအဲ့တော့ကုညီပေးတာသင်ပေးတာစိတ်ထိုးတယ်ဆိုရင်ရည်ရချက်ကလည်းအစာချားနိုင်အောင်လို့အစိုးစစားကျင်တဲ့စိတ်တွေကစိတ်ထိုးပြီးတော့ကုလိုက်တာပဲရှိတယ်ဒါပေမဲ့ဆေးကတသက်လုံးထိုးလို့မရဘူးလေအဲ့တော့အလုံးအောင်တစ်နှစ်တစ်နှစ်ခွဲပဲထိုးတာဆိုတော့ အဲ့ဒါပြီးသွားရင်လေ you you effect ဆိုတာရှိပြန်ဝလာတာပဲအဲ့တော့ပြန်မဝအောင်လို့တသက်လုံးဓာတ်နဲ့ထိန်းသွားလိုက် okay very good အစားတစ်ခုစားပြီး9နာရီချမယ်အနည်းဆုံး9နာရီချမယ်အနည်းဆုံးတောင်းခံနိုင်ရင်6နာရီ okay ဒါဆိုရပြီ